ခမရရော highlight တွေပဲပိုရောက်သလားဖတ်နေကြသတင်းတွေကခုံထွက်လာတယ်အဲ့ဒါတကယ်ပဲလားလို့တိတ်တုံထုံးတယ်ပုံရင်ဟောင်းနေဖြစ်စဉ်နေလက်ရှိပုတ်တိုက်မှုတွေအားလုံးကိုပြန်လဲပြီးတသသမြင်အောင်လာတော့ကျွန်တော်ဟာချွေးတွေပါတွေထွက်လို့ဘောလုံးကိုဟိုပေးလိုက်ဒီပေးလိုက်အဲ့ဒါကိုအချိန်ကုန်ကြည့်အောင်တန်လို့လားဒီလိုကစားဟန်နေကြောင်ပြိသက်တွေဟာဘောလုံးကွင်းတွေကိုကြောက်ခိုင်းလာကြတယ်အဲ့ဒီအချိန် TV မကြည့်တော့ပဲနေနိုင်လာကြတယ်လူတွေဟာဘောလုံးပွဲတွေကိုတိုက်ရိုက်ကြည့်ရှုဖို့စိတ်ဝင်စားတော့ပဲ highlight တွေမှာပဲအချိန်ကုန်ခံကြတော့တယ်ကျွန်တော်စီမှာကန်နဝင်းနီးပြဟောင်းကြီးကာဘယ်လူရဲ့အတန်တွေပက်တင်ထက်နေတယ်ဖျားကြီးကျွန်တော်ရောက်အရင်လိုဘောလုံးပွဲကြီးကြည့်ပြသေးရဲ့လားတပွဲပြီးတပွဲအငမ်းမရဝေးသွားမှာစိုးညာကြီးရဲ့ကောင်လေးတစ်ယောက်ဟာဘောလုံးပွဲကြည့်နေတယ်ကာဘယ်လူကပြောပါတယ်ဒါရီယာဂွာဒီယိုလာဖျက်ဆီးခဲ့တာတွေပဲတဲ့သူနီးစနစ်တွေကဘောလုံးပွဲရဲ့နိုးကြမှုပရိသတ်ကိုဖျက်ဆီးလိုက်တာပဲဖြစ်ချင်တော့အဲ့ဒီလိုနီးနာနဲ့ရလက်တွေကောင်းခဲ့တော့ ူ့ကိုမိတ်တူကူးသူတွေပေါများလာတယ်။ဇဲဆူးနဲ့တခုမကအချိန်နဲ့ကုံဆုံးခဲ့ပြီးတဲ့နောက်မှာလူတွေဟာဘောလုံးပွဲကြည့်ဖို့ပြင်းကြီးလာတတ်ကြပြီ။ဒါကိုပဲသူကအရသာခံခဲ့တယ်။မာနထောင်လွှားခဲ့တယ်။သူ့ကြောင့်ပဲအီတလီဘောလုံးလောကဟာပျက်စီးခဲ့ရတယ်။ကစားသမားတွေဟာမှန်ကန်တဲ့တိုက်ပွဲဝင်လို့စိတ်မရှိ။စိတ်အားထက်သန်တဲ့ပြေးလွှားမှုတွေမပြုလုပ်ကြတော့ပဲ။ဟိုပေးလိုက်ဒီပေးလိုက်နဲ့ဂိုးရဖို့လမ်းကြောင်းရှာခဲ့ကြတယ်။တကယ်တော့နီးစနစ်ပိုင်းတွေဟာကျွန်တော်နဲ့ဝေးပါတယ်။ ဒီမှာကျွန်တော်စီဖြစ်ပေါ်နေတဲ့စိတ်ကိုအထိတ်တလန့်မြင်တွေ့လိုက်ရတယ်လို့ရှိလို့ကာဘယ်လိုဝီပန်နေတာကိုစုပ်ယူမိလျက်တာဖြစ်သွားတယ်။ကျွန်တော်ဟာဘောလုံးအရေးသားမှာကြာမြင့်ခဲ့သူတစ်ယောက်ပဲ။ဒီလိုလူတစ်ယောက်ဘောလုံးပွဲတွေနဲ့ခြားနာစပြုလာတာမနှက်မထားပြီး highlight ကြည့်ဖို့ပြင်ဆင်လာတတ်တာတွေဟာလူသိမခံဝင်တဲ့အပြစ်ပြုမှုပဲ။အဲ့ဒီလိုမျိုးမိမိကိုယ်ကိုချိန်ပြီးအပြစ်တင်နေမိရတာကအခုလိုကာဘယ်လိုပြောလာတော့မှဆရာပတ်နဲ့တကယ်ပဲဆက်ဆက်နေသလားတွေးမိလာတယ်။ ဂါဘယ်လိုကတော့သူ့ဝေဖန်ရင်းကိုအကောင်းမြင်မှုတစ်ခုနဲ့အဆုံးသတ်လိုက်ပါတယ်။စပိန်ဟာယူရိုဖလားကိုတောင်ပံနေရဲ့အားနဲ့အလင်းမြန်ကစားပြီးရယူပေးခဲ့တယ်။တချို့တွေပက်ချီယာလိုင်းနင်းနေကြဆဲဆိုပေမဲ့တချို့တွေကကောင်းသောပြောင်းလဲရေးကိုဖော်ဆောင်နေကြပါပြီတဲ့။ကျွန်တော်ကအဲ့ဒါကိုကြိုးစားပါတယ်။ညာကြီးရဲ့မအိပ်သောဘိုးတော်တယောက်ဘလုံးဘွဲကြည့်နေတယ်။အဲ့ဒီခံစားမှုမျိုးကိုပြန်ပြီးမြင့်တင်ရအောင်လို့ကာဘယ်လိုစကားကိုနားဝင်မိခဲ့ပုံပါပဲ။